င်္ဂလာပါရှင်2025ခုနှစ်ဧပြီလ23ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမကတော့မမှုပါရှင်။ကြောက်ဖြူကတရုတ်စီမံကိန်းတွေရဲ့အနာဂတ်အေအေလက်ထဲရောက်နေကြောင်း AOW ကပြောပါတယ်။အင်းတော်မျိုးမှာပြည်သူတွေနဲ့ဒေါ်လာရေးသမားတွေကိုတပ်ဖြတ်ခဲ့တဲ့မြို့နယ်အုပ်ချုပ်ရေးမှူးပြူစောကြီးတွေနဲ့ SNL တပ်ဖွဲ့ဝင်တွေအပါအဝင်တရက်ခန့်30ကျော်ကိုဖမ်းဆီးအရေးယူခဲ့တယ်လို့သိရပါတယ်။ ကော့ဂရိတ်နဲ့ဂျုံတိုးလမ်းပိုင်းမှာရှိတဲ့စစ်တပ်ကိတ်စခန်း၅ခုကို KNN နဲ့ PDF ပူပေါင်းတပ်တွေကထိန်းချုပ်လိုက်ပြီးစစ်ရှုံကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းခိုးလုံအလင်းဝင်လာကြပါတယ်။စစ်ရှောင်ဖို့သွားတဲ့စစ်တွေဒေသခံ၃၀ကျော်ကိုစစ်ရှုံကောင်စီကဖမ်းဆီးလိုက်တယ်လို့ဆိုပါရရှင်။မင်းလာအပိုင်ဘကိုးရုံမပေါ်တက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး၂ဦးဖမ်းမိတော့လဲတနက်လူထွက်ပြေးလို့အသေးပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗကိုတိုင်းအနောက်ခြမ်းမင်းလာမြို့နယ်က ကျေးရွာတွေပုံကျဲခံလိုက်ရပါတယ်။ဒီသတင်းလေးနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့အနာကဟာအာရခတက်တော် AA ရဲ့လက်ထက်ကိုကြားရောက်နေကြောင်းရခိုင်ရင်းနှံစောက်ကြည့်ရေးအဖွဲ့ AOW ကဧပြီလ23ရက်နေ့ကထုတ်ဝေတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အာရခကျတော်အေးဟာကြောက်ဖြူမြို့နယ်ကို2024အစောပိုင်းမှာဝင်ရောက်လာပြီးတဲ့နောက်ကျေးရွာအုပ်စုပေါင်း54ခုအနက်50ကိုထိန်းချုပ်ထားသလိုမြို့နယ်တစ်ခုလုံးကိုလည်းတင်ပိုက်ဖို့စစ်ရေးအင်အားအပြည့်ရှိနေတယ်လို့အစိုးရခါစာမှာဖော်ပြထားပါတယ်။ဒါပေမဲ့2024အောက်တိုဘာလအထိစစ်ကောင်စီတပ်အခြေစိုက်စခန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်း area တွေကိုဝင်ရောက်တိုက်ခိုက်တာ မရှိခဲ့ပေမဲ့2025ဖေဖော်ဝါရီလမှာ တညောင်ရီရေတပ်စခန်းအနီးကစစ်ကောင်စီတပ်လုံးချုံရီကင်းလဲတဲ့အဖွဲကိုအေအေကစတင်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲတွေစတင်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်က drone တိုက်ခိုက်မှုတွေနဲ့ပြန်လည်ထိုးစစ်ဆင်ပြီးတဲ့နောက်အနီးနားကျေးရွာ၃ရွာကအင်ဂျီ200ခန့်မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းဆိုပါတယ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားယင်းနှိမ့်နှောက်မှုကုမ္ပဏီတွေနဲ့အနေနဲ့အေအေနဲ့ဆွေးနွေးတာပူးပေါင်းတာတွေမရှိရင်စီမံကိန်းတွေကို အဆင်ပြေချုံးမွေအောင်လဲပတ်ဖို့မဖြစ်နိုင်ဘူးလို့လည်းအစီရင်ခံစာကထောက်ပြထားပါတယ်တိုက်ပွဲတွေရှိနေပေမဲ့တရုတ်နိုင်ငံကိုတဘာဝတံခွေနဲ့ရင်းနှံတင်ပို့မှုတွေကတော့ဒီနေ့အထိအတားဆီးမရှိဆက်လက်လဲပတ်နေဆဲဖြစ်ပါတယ်။တရုတ်အစိုးရအနေနဲ့စစ်ကောင်စီကိုဗလိုက်မှုတွေကိုပုံမိုလှုပ်ဆောင်တာပြည်သူတွေကိုတိုက်ခိုက်နေတဲ့ဆက်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ဒေါ်လာတန်ပေါင်းများစွာထောက်ပံ့နေတာတွေရဲ့တံပြန်တက်ရောက်မှုတွေအဖြစ်ရင်းနှံတဲ့တဘာဝတံခွေတင်ပို့မှုတွေကိုရပ်တန့်သွားစေနိုင်တယ်လို့ ချက်ခိုင်ပြည်နယ်ကယင်းနှိမ့်နှံမှုတွေကိုပါထိခိုက်စေနိုင်တာကိုသတိပြုသင့်တယ်လို့လည်းထောက်ပြထားပါတယ်။အာရခတတော် A ဟာချက်ခိုင်ပြည်နယ်18မြို့နယ်အနက်14မြို့နယ်ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီကတော့ကြောက်ဖြူစစ်တွေနဲ့မန်အောင်မြို့တွေကိုဆက်လက်ထိန်းချုပ်ထားပါတယ်။ချက်ခိုင်ရေးနံစောက်ကြည့်ရေးအဖွဲ့အာရခ Y Watch အဖွဲ့ဟာ2006ခုနှစ်ကတည်းကစတင်တည်ထောင်ပြီးရေနံနဲ့တဘာဝတံခွေလုပ်ငန်းတွေကိုစောက်ကြည့်လေ့လာနေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းအင်းတော်မြို့မှာပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုတပ်ဖြတ်ခဲ့တဲ့ထွေအုပ်ဝင်တန်းတွေမြို့နယ်အုပ်ချုပ်ရေးမှူးပြူစောကြီးတွေနဲ့ SNL တပ်ဖွဲ့ဝင်တွေအပါအဝင်တရက်ခန်း30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းအင်းတော်မြို့ပြည်သူ့ကာကွယ်ရေးတပ်သတင်းရင်းမြစ်ကပြောပါတယ်။ဧပြီလ9ရက်နေ့မှာအင်းတော်မြို့ကိုတင်ပိုက်ခဲ့တာပါ။အဲ့ဒီနောက်ပြည်သူတွေနဲ့တော်လှန်ရေးတမားတွေရဲ့မိသားစုဝင်တွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကျူးလွန်ထားသူတွေကိုအခုလိုဖမ်းဆီးအရေးယူထားတာလို့ဆိုပါတယ်။ သူတို့ကိုဖမ်းမိတာကမြို့သိမ်းတိုက်ပွဲပြီးတဲ့နေ့ကလေးကဖမ်းမိတာမှန်ပါတယ်အခုသူတို့ကိုတော့တိုင်းကို လွှဲပို့ပေးထားတယ်ပြူစော်တီတွေအဆက်နေတပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးမှုတွေမြို့နယ်အုပ်ချုပ်ရေးမှုတွေပေါ့မြို့နယ်မူမောင်လာတင်းဆိုတာကတော်တော်ဆိုရဲအရက်မူလာရင်တမြို့လုံးတနက်ဖောက်ပြီးပယံနေသူဖမ်းမိတဲ့သူတွေကဒေသခံတွေဆိုတော့ဘသူကဗာလုတ်တယ်ဆိုတာသိနေတာပေါ့သိနေတော့စစ်တပ်ကိုတည်င်းပေးပြီးဖမ်းခိုင်းတာပြီးတော့ ဒေသခံပြူစောတီတွေဆိုရင်သူတို့ကိုယ်တိုင်တက်ဖြတ်တာမှာပါဝင်ကျူးလွန်တဲ့သူတွေပါလို့အင်းတော်မျိုးပြည်သူ့ကာကွယ်ရေးတပ်အတင်းအရေးမြစ်ကရှင်းပြထားပါတယ်။ဖန်စီရရှိသူတွေဟာ2022ခုနှစ်အော်တိုဘာလ28ရက်နေ့အင်းတော်မျိုးနဲ့နမဟုတ်ကြည်ကျေးွာနေ PDF မိသားစုဝင်အမျိုးသား၈ဦးကိုအစုလိုက်ပြုံလိုက်တက်ဖြတ်မှုကိုဥဆောင်ခဲ့သူပြူစောတီခေါင်းဆောင်တင်းစော်ဝင် အင်းတော်မြို့နယ်ပြည်သူတွေကိုဖမ်းဆီးထောင်ချရမှာဥဆောင်သူမြို့နယ်မူလှတင့်ယူစောတိခေါင်းဆောင်အောင်မြင့်နိုင်ယူစောတိအဖွဲ့ဝင် အောင်ကုန်းရွာသားအောင်ဝင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်းတွေပါဝင်တယ်လို့လည်းဆိုပါတယ်2024ခုနှစ်အောက်ကလ16ရက်နေ့မှာအင်းတော်မြို့သိမ်းတိုက်ပွဲကို KIA PDF ပူပေါင်းတပ်တွေကစတင်ခဲ့ရာရှစ်လခန့်အကြာမှာ2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာအပိသက်သိမ်းပိုင်နိုင်ခဲ့တာပါ အင်တော်မျိုးသိန်းတိုက်ပွဲအတွင်တမ89တမမူဘုံမူချုပ်အောင်တက်ဦးအပါဝင်စစ်တုပ်ပန်180ကျော်ကိုဖမ်းမိခဲ့တဲ့အပြင်လက်နက်ခဲရအမြောက်အများကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ်ရှင်။ဆက်လက်ပြီးကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးလမ်းပိုင်းမှာရှိတဲ့စစ်တပ်ကိတ်စခန်း၅ခုကို KNN နဲ့ PDF ပူပေါင်းတပ်တွေကထိန်းချုပ်လိုက်ပြီးစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်10ဦးထပ်မင်းနဲ့ထွက်ပြေးခိုးလုံလာကြောင်း KNN နဲ့သတင်းရင်းမြစ်ကပြောပါတယ်။ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းကော့ဂရိတ်ဂျုံတိုးလမ်းပိုင်းမှာရှိတဲ့စစ်ရှုံးကောင်စီတပ်ရဲ့အထိုင်ဂိတ်၅ခုကိုထိန်းချုပ်သိမ်းပတ်ရရှိခဲ့ကြတာပါဧပြီလ18ရက်နေ့နဲ့19ရက်နေ့မှာဂျုံတိုးနဲ့ကော့ဂရိတ်ကိုသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DKPA ပို့ပြီး PGF မောင်ဝင်းအောင် PC အဖွဲ့ခမရ946ခမရ945တပ်တွေရဲ့အထိုင်ဂိတ်နေရာတွေကို အကုန်စွန့်ပြီးပြေးကုန်ကြပြီး ဧပြီလ22ရက်နေ့မှာကြုံတိုခမရ545တရင်ကစစ်သား6ဦးပြေးလာတယ်။ဖအံတက်က2ဦးပါတယ်။စစ်မှုထမ်းတပ်သား4ဦးပါတယ်။အခုသိမ့်ပိုက်ရရှိထားတာက၄တိုင်၅တိုင်နွားချံကုန်းကော့ဝါလဲနေရီပေါ့သူတို့စစ်တက်ကြံနေတာက၉တိုင်နာကတကိလိုင်းဝတကိကြံနေသေးတယ်အဲ့ဒီခိတ်နှစ်ခုရရင်တော့ကော့ဂရိတ်နဲ့ဂျုံတို့ချာမှာစကားဆ တရင်နေရာတွေကလွယ်လို့ဂိတ်စခန်းမရှိတော့လို့လမ်းမကြီးကိုထိန်းချုပ်နိုင်ပြီလို့ KNN တွေသတင်းရင်းမြစ်ကပြောပြပါဗျ။လက်တလောမှာကော့ကရိတ်မြို့အဝင်မှာရှိတဲ့ခမရ946တရင်စာကခစနစ်ခလာရ233ခလာရ231အာမတ31တရင်တွေကို KNN နဲ့ PDF မှာအာမိတ်တက်တွေကဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ရေးအခြေအနေအလွန်တင်းမာနေကြောင်းလဲသိရပါဗျ။ဧပြီလ20ရက်နေ့နောက်ပိုင်းမှာ စာကခစနစ်နဲ့သူ့အရန်တက်ရင်နေရာတွေကို ထောက်ထားတာပေါ့နော်သူတို့အပြင် မထွက်တိုက်တော့ဘဲနဲ့ drone နဲ့ကင်းချောက်တယ်ဝိုင်းရဲလေရင်တွေနဲ့ဘုံပတ်ကျဲခိုင်းတယ်တက်ရင်ထဲကနေလက်လက်ကြီးတွေနဲ့ရံပစ်တယ်တိုက်ပွဲကရန်ကုန်ဖုန်ကြီးချောင်းနားမှာရှိတဲ့စစ်တပ်ဘန်ကာဂရုတ်ကျင်းနေရာတွေကိုတိုက်နေတာရဲ့ကိုတိုင်နာကစစ်တပ်ကိစ္စခန်းတွေကိုတိုက်နေတာတွေရှိတယ်လို့ KNN ရဲ့သတင်းရင်းမြစ်ကဆက်လက်ရှင်းပြထားပါတယ် ယခုအခါတိုက်ပွဲတွေကြောင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီးကော့ကရိတ်မြို့မှာစစ်ဘေးမရှောင်ဘဲနေထိုင်ကြံရစ်သူတွေဟာကုန်စည်နှုန်းကြီးမြင့်နေတာကြောင့်ဝယ်ယူစားသုံးရန်ခက်ခဲနေကြောင်းလည်းသိရပါတယ်။စစ်ကောင်စီတပ်ကကော့ကရိတ်မြို့အတွင်းမှာရှိတဲ့ဖုန်ကြီးကြောင့်ဖျားစီတီနဲ့စားတင်ချောင်းတွေမှာအထိုင်ချတပ်ဆွဲထားပြီးခန်းစစ်ပြင်ဆင်ထားကြတယ်လို့သိရပါတယ်။အလားတူပဲကြုံတိုးမြို့မှာလည်းစစ်ကောင်စီတပ်ကရက်စကန်စားတင်ချောင်း ဖျားကုန်းနဲ့ဖုန်ကြီးเจ้าတွေမှာအင်အားရာချီတက်ဆွဲပြီးခန်းစစ်ပြင်ထားကြောင်းလည်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်စစ်တွေမြို့ကနေစစ်ဘေးတိန်ရှောင်ဖို့သွားတဲ့စစ်တွေဒေသခံ30ကျော်ကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရပါရဲ့။ဖမ်းဆီးခံရသူစစ်တွေဒေသခံ30ကျော်မှာကလေးငယ်တွေနဲ့အမျိုးသမီးတွေပါဝင်ပြီးစစ်တွေမြို့နယ်ဂျိုင်းဖူကျေးရွာကကျေးရွာသား10ယောက်လည်းပါဝင်တယ်လို့သိရပါရဲ့။သူတို့ဟာမနေ့ကဧပြီလ22ရက်နေ့ ညနေ9နာရီလောက်မှာစစ်တွေမြို့ကနေပေါ့တော်မြို့နယ်ဘက်ကိုသွားရောက်စစ်ပေတင်းဆောင်ဖို့ပြင်ဆင်နေချိန်စစ်တွေမြို့မိဆန်ရက်ကွက်က PHD ကိုရီးယားစိတ်ကမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါဖမ်းဆီးခံရသူ30ကျော်ဟာစစ်တွေမြို့မှာတိုက်ပွဲတွေဖြစ်ပွားမှာကိုစိုးရိမ်တာအလောက်ကိုင်းရှားပါမှုစားနပ်ရိက္ခာတွေပြက်လက်မှုစတဲ့အခက်ခဲတွေကြောင့်စစ်တွေမြို့ကနေအာရခတက်တော်အေအေထိန်းချုပ်ထားတဲ့လူမျိုးနယ်မြေ အောက်တော်မြို့နယ်ကိုစစ်ဘေးတိမ်းရှောင်ဖို့ပွဲစားတွေနဲ့ချိတ်ဆက်ထွက်ခွာဖို့ပြင်ဆင်နေချိန်မှာဖမ်းဆီးခံလိုက်ရတာလို့စစ်တွေမြို့ကန်တအုပ်ကပြောပြထားပါတယ်။ဖမ်းဆီးခံလိုက်ရသူတွေကစစ်တွေကပေါက်တော်နယ်ကိုစစ်ရှောင်ထွက်တာလို့သိရတယ်။ဆက်လေဘောရောက်လို့ဆက်လေထွက်ခါနီးမှာဖမ်းဆီးခံရတာပွဲစားတွေနဲ့ချိတ်ဆက်ပြီးစစ်ရှောင်တာလို့သိရတယ်လို့ပြောပြထားပါတယ်။အဲ့လိုစစ်ဘေးတိမ်းရှောင်ဖို့အတွက်တယောက်ကိုငွေကျပ်၁၀သိန်းစီပွဲစားကိုပေးဆောင်ရတယ်လို့လဲဆိုပါရရှင်။ ဆက်လက်ပြီးဘကိုးတိုင်းအနောက်ခြမ်းတာယာဝရီခရိုင်ရှင်းမြို့နယ်ထက်ကမင်းလာမြို့နယ်အပိုင်းဘကိုးရိုးမဘော်ကိုတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမတ်လ30ရက်နေ့ညနေ9နာရီအချိန်ခတ်မှာကျွန်းကုန်းကျေးရွာအနီးမှာတာယာဝရီခရိုင်တပ်ရင်း383ညာ2တပ်ခွဲ3ရဲဘော်တွေကစောက်ကြိုတိုက်ခိုက်ခဲ့တာကြောင့်ဖယိုဖယဲနဲ့စံပုတ်ကျေးရွာဘက်ကိုစုတ်ခွာထွက်ပြေးရတယ်လို့ဆိုပါတယ်အဲ့လိုဖယိုဖယဲနဲ့စုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းထဲက တပ်သား၂ယောက်မှထွက်ပြေးခြင်းကြားကြံခဲ့တဲ့မိုဘိုင်းဖုန်းတွေကိုရှာဖို့အတွက်မတ်လ31ရက်မနက်9နာရီအချိန်ခန့်မှာကျွန်းကုန်းကျေးရွာဘက်ကိုလာရောက်ချိန်မှာတော်လန်ရေးရဲဘော်တွေကအရှင်ဖမ်းမိခဲ့တာပါအရှင်ဖမ်းမိသူ၂ယောက်ကိုစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်ချိန်မှာသူတို့ဟာစစ်ကောင်စီတပ်သားတွေမှန်ကန်ကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်စစ်စေးမင်းမြုံတွေလောက်ဆောင်ပြီးတဲ့နောက်သူတို့နှစ်ဦးကဂျနီဖာကွန်ဗန်းရှင်းအရထိမ့်သိမ်းထားဖို့အတွက်နောက်တန်းစခန်းစီ ဖမ်းဆီးခေါ်ဆောင်လာချိန်မှာတက်ခွဲတုံးမှရဲဘော်တွေရဲ့တနက်ကိုလှူယူကထွက်ပြေးတာကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးချိန်မှာကြီထိမှန်ပြီးတေဆုံးခဲ့တာလို့သိရပါတယ်။ကျွန်တော်တို့ဖမ်းမိမိချင်းမေတော့စံပုတ်ရွာကလို့လိန်ပြောတယ်။တေချာထပ်မေတော့မှစံပုတ်ဂိတ်ကအစာခါတွေပါဖုံကြချန်ခဲ့လို့လာရှာတာဆိုပြီးဝန်ခံထွက်ဆိုတယ်။ဒါနဲ့ကျွန်တော်တို့နောက်တန်းစခန်းကအချုပ်မှာထိမ့်သိမ်းထားဖို့ခေါ်ဆောင်လာတာပါ။လန်တဝက်မှာသူတို့ကရဲဘော်တယောက်တနက်လှူပြီးထွက်ပြေးလို့ နောက်ကလိုက်ပြတော့တယောက်ရဲ့ရင်ဘတ်နဲ့ခေါင်းရင်တယောက်ကရင်ဘတ်တွေမှန်ပြီးသေသွားတာပါလို့တာယာဝရီခရိုင်တက်ရင်383ညနဲ့တက်ခွဲ3တည်င်းနဲ့ပြန်ကြရေးတာဝန်ခံကဖြစ်စဉ်ကိုရှင်းပြထားပါတယ်။အဲ့လိုတိုက်ခိုက်မှုလှုပ်ဆောင်ချိန်မှာငလင်ဘေးအန္တရာယ်နဲ့ပြည်သူများဒုက္ခရောက်နေခြင်းဖြစ်တာကြောင့်အခုတည်င်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းတက်ခွဲ3မှတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။မနေ့ကလည်းမင်းလာမြို့က နေရနှစ်ခုမှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေအကြားကြီးတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အကြံဖတ်စစ်တပ်ကနေ့လယ်ပိုင်းမှာတော်လန်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့အထင်နဲ့အရက်သားပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။ဒီကနေ့ညနေခင်းရနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းအနောက်ချမ်းမင်းလာမြို့နယ်ပဲခူးယုံမတောင်ချီမှာရှိတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကဧပြီလ22ရက်နေ့နေ့လယ်2နာရီကျော်လောက်မှာလေကြောင်းကနေပုံကျဲပစ်ခတ်ခဲ့တယ်လို့မင်းလာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကပြောပါရယ်မင်းလာမြို့နယ်ထဲကညောင်သုံးပင်အညာတန်းတင်ငန်းချောင်းနဲ့ဥရိုတောင်စုထိတ်အနီးတို့ကိုရဟန်းရင်ပေါ်ကနေဘုံကျဲတိုက်ခိုက်တာအပြင်ဆက်တနတ်တွင်ထဲမှာပြစ်ခတ်ခဲ့တာပါဘုံကျဲပြစ်ခတ်ခံရတဲ့ရွာတွေကညောင်သုံးပင်ရွာလဲတိုက်ခိုက်ခံရတယ်အညာတန်းရွာမှာကဘုံကရေကန်ထဲကျတာတဲ့ကြောက်တကာဖုံကြီးကြောင်လဲထိတယ်ဒါပေမဲ့ လူမနေလို့ထိခိုက်မှုမရှိဘူးလို့ဒေသခံပြည်သူကောက်ွယ်ရေးတပ်ဖွဲ့ဝင်တို့ကဖြစ်စဉ်ကိုရှင်းပြထားပါတယ်။လေကြောင်းတိုက်ခိုက်တာနဲ့ပြတ်သက်ပြီးထိခိုက်တည်ဆုံမှုအခြေအနေကိုတော့အတိမပြုနိုင်သေးဘူးလို့လည်းဆိုပါတယ်။လေကြောင်းမတိုက်ခိုက်ခင်ဒီနေ့မနက်7:00နာရီလောက်မှာမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းမှာ စစ်ကောင်စီတပ်သားတအူးပြစ်ခတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးအဲ့ဒီနောက်မှာလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့လည်းဒေသခံတအူးကပြောပြထားပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ညကလည်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးစခန်းအနီးကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့ပေမဲ့ထိခိုက်မှုမရှိဘူးလို့လည်းအဲ့ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကပြောပြထားပါတယ်စစ်ကောင်စီဟာဧပြီလ2ရက်ကစတင်ကဧပြီလ30ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲကြောင်ပြင်ညာထားခဲ့ပေမဲ့အရက်သားနှိမ့်အိမ်တွေကိုလေကြောင်းကနေဖုံးကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုစက်တိုက်လှုပ်ဆောင်လျက်ရှိနေပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်